ုတ်ကဲ့မင်္ဂလာပါဗျ 2D KMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနက်ကတော့လည်း3ရှစ်တယ်ဗျာနော်ကျွန်တော်တို့1ချိန်က9 3အချိန်2ခွန်အချိန်ပေါ့နော်3ကတော့မှန်သွားတယ်ဒို့ပေမဲ့ကျွန်တော်ရဲ့ break တွေပေါ့နော် break တွေလွဲသွားလို့ကျွန်တော်တို့ပောက်ကနန်းဖြစ်မသွားဘူးဗျဒီ6နောက်ပိတ်ကလည်းနော်ထပ်ပြီးတော့မှပဲခုံတော့ဘူးပေါ့နော် နောက်တစ်လုံးတော့ခုံလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ပေါက်ကနန်းဖြစ်ဖို့ကတေချာသလောက်ဖြစ်မယ်ဗျ။တုံးနဲ့ပတ်သက်တာဆိုကျွန်တော်တို့၄၅ကွာလောက်ပါမှာပေါ့နော်မနက်ကတော့33နဲ့3039ဆိုပြီးတော့၄ကွက်ပေါ့နော်ဒီဘူဇာရဲ့နှစ်ရှစ်ချင်းရှစ်ထွက်သွားပြီတဲ့ဟုတ်ပါတယ်ဗျာနော်ကျွန်တော်တို့၅သုံးချင်းနဲ့နှစ်ရှစ်နဲ့တွဲလိုက်ရင်တော့မဟုတ်မှာပေါ့နော် ိုင်မဲ့ကျွန်တော်လည်း break ကိုတော့ဦးစားပေးလိုက်တာပေါ့နော် break ကလည်းကျွန်တော်ဒီမှာမပေးလို့တာမပေးတာပေါ့နော် break ကကျွန်တော်တို့တလုံးနဲ့ break ပေးနေတာဒီခွန်ရဲ2ရဲ5ရဲပေါ့နော်ဒီ3လုံးပေါင်းချင်း4ဖြစ်လို့4ရဲ2ခက်ဒီ2အဲ့ဒီ2ဒီကျွန်တော်ဒီမှာ break 6ပူးဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဒီ2 6 3ရာပေါင်းချင်းဒီ8ဖြစ်လို့8ရဲ2ခက်ဒီ1အဲ့ဒီ1ဒီ break ဒီမှာ2 9ဆိုပြီးတော့ထွက်တယ်ဗျာ ဒါကြောင့်မို့ကျွန်တော်6ရက်နှစ်ရက်ဒီရက်6ရက်ပေါ့နော်ဒီ3လုံးပုံချင်းဒီ၄ဖြစ်လို့၄ရက်နှစ်ခတ်ဒီနှစ်ဆိုပြီးတော့ကျွန်တော်3နဲ့ဆိုရင်3 9လို့ပါတာပေါ့နော်နှစ်ပြိတ်8နဲ့ဆိုလဲကျွန်တော်8 4ဆိုပြီးတော့ပါတယ်ဗျအမှန်ကကျွန်တော်ဒီ8ကိုထိသိအနေနဲ့တွေ့တာပေါ့နော်9နှစ်6ပေါင်းချင်းဒီ3ဆိုပြီးဖြစ်တယ်3ည1နှစ်ပေါင်းချင်းဒီလည်း3ပေါ့နော်6 9ပေါင်းချင်းဒီ9ဖြစ်နေတာဖြစ်တဲ့အတွက်3ဖြစ်အောင်ဆိုရင်8ထိပ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကဒီမှာ8ထိပ်လဲတွေ့ထားတယ် ဒီနှလုံးပေါင်းခြင်းခွန်းဒီနှလုံးပေါင်းခြင်း6ဒီနှလုံးပေါင်းခြင်း5ဒီနှလုံးပေါင်းခြင်း6လို့ဖြစ်မှာဆိုရင်6နောက်ပိတ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်8လေးဆိုပြီးတော့လည်းထည့်ပေးတာပါဗျာဒီကိုယူသွားတဲ့3 9ရဲ့5ခွန်းရဲ့တင်ထုတ်ထားတာတဲ့ဟုတ်ကဲ့ပါဗျာဒီလေးရဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့1ချိန်2ချိန်တွဲရင်ပြီးပေါ့ပေါ့နော်ဒီအားလေးကိုကျွန်တော်တို့ပြပေးမယ်ကိုမတို့ကလည်းကြိုက်ပါရင်တော့တုံးပါဗျာတူဒီမှာတော့အပိုင်ရလို့တော့မရှိဘူးပေါ့နော် တချို့ကြလဲပေါ့နော် like ကိုတွက်ဆိုင်လေးနဲ့ပြပေးပါဆိုလို့ကျွန်တော်ကတွက်ဆိုင်နဲ့ပြန်ပြပေးခြင်းဖြစ်ပါတယ်ဗျကျွန်တော်ဒီတွက်ဆိုင်နဲ့မပေးတော့ရင်မပေးတော့မှာပေါ့နော်တွက်ဆိုင်နဲ့မပေးလဲပဲကျွန်တော်ဒီကျွန်တော်တွက်ဆိုင်ထဲမှာတွေ့တဲ့ခဏန်းကိုပဲကျွန်တော်ကပေးခြင်းဖြစ်တယ်ဗျဘယံဗဒါပေးတာမျိုးမဟုတ်ဘူးပေါ့နော်ဆိုထားတဲ့ပေါ့တဲ့နှစ်ထောင်မိုးတဲ့ဟုတ်ကဲ့ပါဗျနော်ဝမ်းသာပါတယ်ဗျဒီလိုယူသားတဲ့ညနေလုံးပိုင်းပေးပါတဲ့လုံးပိုင်းပြီးတော့ထက်မှတ်မယ်ဆိုရင်တော့ သုံးကြိမ်တော့မှန်ထားတယ်ပေါ့နော်လုံးမိုင်ဆိုင်လေးကတော့ထပ်မှန်မယ်ဆိုရင်တော့သုံးပိုင်လေးတော့တွေ့ပါတယ်ဗျဆရာလေးနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျအဲ့လိုမှမဟုတ်ဖ ೇನೆ ကျွန်တော်ဒီမှာပေါ့နော်ညနေထိပ်စီးလိုင်းလေးကျွန်တော်ပြပေးမယ် တော့ဒီမှာခွင်ရ9ရေပေါင်းချင်းတည်နှစ်2ရေ3ရေပေါင်းချင်းတည်နှစ်6ရေဒီက6ရေပေါင်းချင်းတည်နှစ်2ရေ3ရေပေါင်းချင်းတည်နှစ်ပေါ့နော်အဲ့လိုမျိုးသွားမယ်ဆိုရင်တော့3ရှိရဖြစ်တဲ့အတွက်ကျွန်တော်ဒီကထိပ်စီနဲ့ပေါင်းရင်နှစ်ဖြစ်ချင်းနဲ့သွားမယ်ဆိုရင်6ထိပ်ပေါ့နော်ကြည်ကြည်မားရမင်္ဂလာပါရှင်းနေဟုတ်ကဲ့မင်္ဂလာပါဗျာ ျွန်တော်ကတော့မနက်ကဘရိတ်နေပေါ့နော်ဘရိတ်ကတော့ကျွန်တော်တို့နှစ်လိုင်းဖမ်းထားတာဆိုတော့မပြတ်တော့ဘူးလို့ထင်တာပေါ့နော်ဒီမှာလဲကျွန်တော်တို့8 3ပေါင်းချင်းဒီနှစ်ဖြစ်လို့2လေးဒီဒီမှာဘရိတ်ပေါ့နော်4 6နှစ်ပေါင်းချင်းဒီလဲနှစ်ဖြစ်လို့2လေးဘရိတ်မှာ6ဘူးဆိုပြီးနှစ်ဘရိတ်5 2 1ပေါင်းချင်းဒီ8ဖြစ်လို့8 1ဒီဒီမှာဘရိတ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်3 6 9ပေါင်းချင်းဒီ5ဖြစ်လို့5နှစ်ခက်ဒီ3 5 3ဒီဘရိတ်ဆိုပြီးတော့ကျွန်တော်စီလိုက်တာပေါ့နော်5 3အချင်းကိုလဲကျွန်တော် နှစ်ပရိရဲ့9 3ပရိရဲ့တော့စီပြလိုက်တော့ဗောနော်ဒါပေမဲ့လည်းကံမကောင်းစွာနဲ့ပဲကျွန်တော်တို့ဂျားတွေကထွက်သွားတယ်ဗောနော်3ခွန်ပါတယ်3 9ပါတယ်ဒီဂျားတွေက3 8ဆိုပြီးတော့ထွက်တယ်ဗျဟုတ်ကဲ့ပါညနေမှာတော့ကံကောင်းပါစေဗျာเนาะဒါဆိုရင်ကျွန်တော်ရဲ့ website လေးပါဗျာဒီမှာဆိုကျွန်တော်တို့619ပေါ့เนาะဒီ၃လုံးပေါင်းချင်းဒီ6ဖြစ်လို့6လေးဒီဒီမှာအချင်း40ဆိုတော့၄ထီတယ် နောက်တစ်ပင်ဒီ1139ပေါင်းချင်းဒီ3ဖြစ်လို့3ပါဝါရှိ3ရှိအချင်းမှာလဲ93ဆိုတော့3ထီတယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်1ရဲ့6ရဲ့ပေါင်းချင်းဒီခွန်ခွန်နဲ့ဒီက3နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့ပါဝါဒီ5 3ည5ဒီကျွန်တော်ဒီမှာအချင်းဗျ၃ည၅အချိန်မှာ၃ည၂ထွက်တော့၃ည ठी တယ်ဗျ။ ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲခွန်ရဲ့နှစ်ရဲ့ပုံချင်းဒီကို6နဲ့ဒီရဲ့နှစ်နဲ့ပုံတော့1ဒီ3လုံးပုံချင်းဒီ1ဖြစ်လို့1ရဲ့ပါဝါဒီ6 1 6ဒီကျွန်တော်တို့ဒီမှာအချိန်မြတ်1 6အချိန်မှာလဲ6 1ထွက်တော့ကျွန်တော်တို့နှလုံးလုံးတော့ထီတယ်ပေါ့နော်နွေးနွေးတဲ့လေးတဲ့ဟုတ်ကဲ့ပါဗျာเนาะဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလဲ နှစ်ရ6ရပေါင်းကျင်းတီရှိရှစ်နဲ့တရ1နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းကျင်း9ဖြစ်လို့9ရဲ့ပါဝါတီလေ9လေးဒီရောဒီမှာအချိန်မြတ်ဆိုတော့ဒီ9လေးအချိန်မှာလည်း3ည9ထွက်တော့9ထီတယ်ဗျဒီ1ချင်းလိုင်းဒီကျွန်တော်တို့ဒီအပေါ်ပင်ကလေးမှန်လာခဲ့တဲ့1ချင်းနေပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့အတွက်က6ရ9ရပေါင်းကျင်းတီ9 9နဲ့တရ6နဲ့ပေါင်းတော့4 ဒီသုံးလုံးပေါင်းခြင်းဒီလေးဖြစ်လို့လေးရဲ့ပါဝါဒီကိုလေးကိုဒီကြောင့်ဒီမှာအချိန်မြတ်အလုံးမဲ့ဒီဝမ်းကျင်းလိုင်းလေးနားလည်မယ်လို့လည်းထင်တယ်ပေါ့နော်ကိုမတို့ကျိုင်းနှစ်သက်မှုရှိမှလည်းတော့ဒီဝမ်းကျင်းလိုင်းဒီကြောင့်တို့40ကလေးအမှန်ကဲတဲ့ဝမ်းကျင်းပေါ့နော်တေ63ပုံချင်းဒီကျော်တို့3ညဖြစ်လို့3ညပါဝါ9 3ည9အချိန်မှာ3ည2ထွက်တော့3ညထီတယ်နောက်တစ်ပင်ဒီ9 2ပုံချင်းဒီ1ဖြစ်လို့ 1ဘာဝ6 16အချိန်မှာလဲ61ဆိုတော့ကျွန်တော်တို့နှလုံးတော်ထီတယ်ပေါ့နော်နောက်တစ်ပြင်ဒီ261ပေါင်းချင်းဒီ6ဖြစ်လို့6ဘာဝ4 6လေးအချိန်မှာလဲ39ဆိုတော့9ထီတယ်ဗျဒါဆိုကျွန်တော်ဒီမှာ699ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့ဘာဝဒီ6 4 6ဒီအချိန်မှာဗျအစောနာကျွန်တော်ပြောပြတယ်ကျွန်တော်တို့မနက်ပိုင်းထိတ်ညနေပိုင်းထိတ်ခွန်9ပေါင်းချင်းဒီ1 နှစ်ရဲ့၃ညရဲ့ပေါင်းချင်းတီနှစ်6ရဲ့ဒီရ6ရဲ့ပေါင်းချင်းတီနှစ်နှစ်ရဲ့ဒီရထိပ်စီး၃ညရဲ့ပေါင်းချင်းတီနှစ်ပေါ့နော်တကယ်လို့အဲ့လိုမျိုးပဲဆက်သွားမယ်ဆိုရင်ကျွန်တော်ကဒီမှာဒီ၃ထိပ်ရှိထားတာဖြစ်တဲ့အတွက်ဒီရထိပ်စီးနဲ့ပေါင်းရင်နှစ်ဖြစ်ချင်းသွားမယ်ဆိုရင်တော့၉ထိပ်ပေါ့နော်မြေမီနိုင်နဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာမင်းမီးတယ်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာအားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့ညနေမှာတော့ကျွန်တော်တို့ပေါက်ကနန်းလေးဖြစ်ပါစေဗျာ ဒါဆိုရင်ကျောဒီမှာနောက်ထပ်သူနဲ့တွဲရမယ်ဝမ်ဂျင်းလေးပေါ့နော်ကျမမကြီးရဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျညဒီမှာသူနဲ့တွေ့ရမယ့်ဝမ်ဂျင်းဒီ1ရက်6ရက်3ညရက်ဒီ3လုံးပုံချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါတင်နဲ့ခွန်နှစ်ဒီကျွန်တော်ဒီမှာအချင်းဗျ ဆိုဒီခွနဲ့အချိန်မှာလဲ၃ည2ထွက်တော့2ထီတယ်ဒီမှာဆိုလဲ1ချိန်ဒီကျွန်တော်၃ည5အချိန်နဲ့ခွနဲ့အချိန်နဲ့တွဲရင်ပြီးပေါက်ဖြစ်တယ်ဒီက၃ည၊ဒီက2နဲ့၃ည2ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ6ရဲ့2ရဲ့ပေါင်းချင်းဒီ8ရှင်းနဲ့ဒီက3နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရဲ့ပါဝါဒီ6 16ဒီကျွန်တော်ဒီမှာအချင်းပြ 16ချိန်မှာလဲကျွန်တော်တို့6တစ်ဆိုတော့နှလုံးလုံးထီတယ်ပေါ့နော်ဒီမှာလဲ1ချိန်ဒီကျွန်တော်တို့16အချိန်16အချိန်ဆိုတော့ကျွန်တော်တို့ဘလိုပဲယူယူပေါ့နော်ဒီက6ဖြစ်ဖြစ်ဒီက1ဖြစ်ဖြစ်ပေါ့နော်အဲ့လိုလဲရတယ်ဒီက1ဒီက6ဆိုလဲကျွန်တော်တို့6တစ်ဆိုပြီးတော့ပါမယ်ဗျဒါဆိုရင်ကျွန်တော်တို့1ချင်း2ချင်းတွဲရင်ပြပောက်ပဲပေးနေတယ်ပေါ့နော်ဒါဆိုရင်ကျောဒီမှာနောက်တစ်ပင်တည်လဲ2ရဲ့6ရဲ့လမ်းရတော့ကြာနေလားမသိဘူးနော်ကျောဒီမှာ နှစ်ရဲ့6ရဲ့ဒီကနှစ်ရဲ့ဒီ3လုံးပေါင်းခြင်းဒီ3ညဖြစ်လို့3ညရဲ့ပါဝါဒီ5 3ည5ဒီကျော်ဒီမှာအချိန်မြတ်ဒီ3ည5အချိန်မှာလဲ3ည6ထွက်တော့3ည8ထိတယ်ဒီမှာဆိုလဲ1ချိန်ဒီကျော်တော့6လေးအချိန်3ည5အချိန်တွဲရန်ပြပောက်ပြီးတယ်ဒီက3ည5ဒီက6နဲ့3ည6ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျော်ဒီနေ့မှာပေါ့နော် 6ရဲ့9ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီရက်တက်နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ power ဒီ1 6 1ဒီကျွန်တော်ဒီမှာအချင်းပြဟုတ်ကဲ့ပါအလုံးမဲ့နားလဲမယ်လို့လည်းထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာ၄ကိုအချင်း၆တဲ့အချင်းတွဲရင်ပြပေါက်ပေးတယ်ပေါ့နော်တွဲရင်၄၆၄၁၉၆၉ဆိုပြီးတော့ခဏန်း၄ခွက်ဒီကျွန်တော်ပြပေါက်ပေးနေပါတယ်ဗျကိုမတို့ကလည်းကြိုက်နေတယ်မှုရှိမှလည်း၃ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ လုံးမှန်လေးတစ်လုံးရယ်ဗရိတ်လေးရယ်ပြပေးမယ်ပေါ့နော်ဟုတ်ကဲ့ဗျာအကိုမတို့ကလည်းလိုက်လက်မလေးနဲ့နှိပ်ပေးပါအောင်ဗျာနော်ဒီလိုက်လက်မနှိပ်တာလေးနေအပန်းကြီးလို့လာတော့မသိဘူးပေါ့နော်900ကျော်ကြည့်ရမှာကျွန်တော်တို့120ကျော်ပဲလိုက်ပေးသေးတယ်ပေါ့နော်ဒါဆိုကျတော့ဒီမှာလုံးမှန်တလုံးပေးတာလေးပေါ့နော် င်ကြီးရဲ့လေးထိပ်ထိုးကြတဲ့ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်ဒီမှာ1ရဲ့1ရဲ့ဒီရ2ရဲ့ဒီ3လုံးပုံချင်းဒီ4ဖြစ်လို့4ရဲ့နှက်ခတ်ဒီ2 2ဒီကျွန်တော်ဒီမှာလုံးပိုင်းဗျာကျွန်တော်ဒီမှာ2ပိုင်းမှာ3ည2ပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပုံဒီဟောနေတော့နေမင်္ဂလာပါကိုတဲ့ဟုတ်ကဲ့မင်္ဂလာပါဗျာ မိမိတို့ဝင်ကြည့်တဲ့ဆိုရင်အမြဲနှိပ်ပေးထားပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကျေးဇူးလေးတင်ပါတယ်ဗျာကံလည်းကောင်းပါစေပေါ့နော်ဒါဆိုကြောဒီမှာနောက်တစ်ပြင်ဒီလဲခွင်ရ6ရပေါင်းချင်းဒီ3 3နဲ့ဒီက6နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့နှက်ခတ်ဒီ6 6ဒီလဲကျွန်တော်ဒီမှာလုံးပိုင်းဗျာကျော်ဒီ6ပိုင်းမှာလဲ6တက်ပေါ့နော်ဒီမှာဆိုကျော်တို့က3952ပေါ့နော်ဒီလေးလုံးခွေရင်3952ပါမယ်ဒီမှာလဲကျွန်တော်တို့16ပေါ့နော် ဒီမှာတော့ကျွန်တော်တို့တစ်6ပဲခွေရမှာပေါ့နော်တစ်6ပဲခွေရင်တော့မှ6တစ်ပါလေဗျဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ2ရဲ့2ရဲ့ပေါင်းချင်းဒီ4 4နဲ့ဒီက2နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းဒီလည်း6ဖြစ်လို့6ရဲ့နှက်ခတ်ဒီ9 9ဒီလည်းကျွန်တော်ဒီမှာလုံးပိုင်းဗျတော့ဒီ9ပိုင်းမှာလည်း3ည9ဆိုပြီးထွက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်ခွေရမှာဒီ9လေး3ည9ပေါ့နော်ဒီလေးလုံးခွေရင်3ည9ပါလေဗျ ဆက်အောင်လိုက်တဲ့ငါပါတဲ့တိုးတက်အောင်မြင်ပါစေတဲ့ဟုတ်ကဲ့ပါဗျာနော်ဇော်တော်တဲ့၃ပိုင်းနဲ့ဟုတ်ကဲ့ပါဗျာပြည်ညီတဲ့အပိလျက်ပါတဲ့ဟုတ်ကဲ့ပါဗျာနော်အပိမှုတွဲကျေးဇူးတင်ပါတယ်ဗျာကျော်ဒီမှာဆက်ပေးမယ်ဆိုရင်6ရဲ့6ရဲ့ပေါင်းချင်းဒီ2 2နဲ့တရား3နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့နှက်ခတ်ဒီ3 3ဒီလဲကျွန်တော်ဒီမှာလုံးပိုင်းပေးတာတွေ့ရတယ်ဗျာ ဒီရဲ့အကိုညနေ3ကောင်းလားတဲ့ဒီမှာတော့ကျွန်တော်တို့3ပိုင်းတော့တွေ့တယ်ပေါ့နော်ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ကမနေ့ရဆိုရင်ပေါ့နော်ဒီဘက်က1 chain line ကိုကျွန်တော် braid line နဲ့ချုပ်ရင်တော့မပေါက်ကနန်းနေဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ braid line ဒီခွန်6တက်ပေါ့နော်ဒီ3လုံးပေါင်းချင်း4ဖြစ်လို့ကျွန်တော်ဒီမှာဒီ4 6နှစ်ပြိပေါ့နော်3ည5အချင်းကို4 6နှစ်ပြိရအောင်တွဲရင်3ည2ပါမယ် နောက်တစ်ပင်ဒီ226ပေါင်းကျင်းဒီ3ညဖြစ်လို့3ညပါဝါ9 3ညနှက်ခွန်း3ည9ခွန်းဒီကျွန်တော်ဒီမှာပြိတ်ပေါ့နော်3ည9ခွန်း16ချောင်းအချင်းကို3ည9ခွန်းပြေးရအောင်တွဲရင်ကျွန်တော်တို့61ဆိုပြီးတော့ပါမယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ662ဒီ3လုံးပေါင်းကျင်းဒီ4ဖြစ်လို့ကျွန်တော်ဒီမှာဒီ69နှစ်ပြိတ်မှာ3ည9ဆိုတော့ကိုပြိတ်ပေါ့နော်ဒီကိုလေးအချင်းကိုပဲကျွန်တော်တို့69နှစ်ပြိတ်ရအောင်တွဲရင်လည်း3ည9ပါမယ်ဗျ ဒါဆိုရင်ကျော်ဒီမှာ2ရက်6ရက်6ရက်ဒီ3လုံးပုံချင်းဒီခွန်ဖြစ်လို့ခွန်ပါဝါနဲ့ခွန်နှက်ခတ်3ညာခွန်နှစ်3ညာဒီကျွန်တော်ဒီမှာ break ပေါ့နော်ဒီ break line ရပေးမယ်ဆိုရင်ကျွန်တော်တို့ခွန်နှစ်3ညာဒီ break ဒါဆိုရင်ကျော်ဒီမှာဒီ၄ကိုအချိန်၆တည့်အချိန်တွဲရင်ကျွန်တော်ခွန်နှစ်3ညာ break ဆိုတော့၄6ဆိုလဲ3ညာ break 6တည့်ဆိုလဲ3ညာ break ကျွန်တော်တို့ဒီမှာလဲ၄နဲ့ဆိုရင်၄3ဆိုလဲခွန် break ဒီက6နဲ့ဆိုလဲ6 3ဆိုလဲ2 break ပေါ့နော် မနက်ကမတွေးပါလားတဲ့မနက်ကလည်းကျွန်တော်လွှင့်ပါလေဗျနော်တပြက်နေရင်အန်တီမြင်လာလေးပြောပြတော့နော်တဲ့မနက်ညဘရိတ်ပုံးခြင်းလုံးမိုက်ပေးနေတာတဲ့6ပွဲရှိပြီတဲ့3ညပိုင်းနဲ့ဟုတ်ခဲ့ပါဗျနော် ဟုတ်ကဲ့ပြန်နော်နှစ်ကိုတစ်ပရိရဲ့ကိုပရိရဲ့ပေါင်းခြင်းဒီ၃ညဖြစ်လို့၃ညပိုင်းပေါ့နော်ဒီမှာကျွန်တော်တို့ခွင်း၆ပေါင်းခြင်း၃၃နဲ့ဒီက၈နဲ့ပေါ့နော်ဒီမှာတော့မပေးဘူးကျွန်တော်ဒီပင်းအစပေးတာပေါ့နော်၄ရဲ့2ရဲ့ပေါင်းခြင်းဒီ6ဖြစ်လို့6ပိုင်း6တစ်ထွက်တယ်6ပူးရဲ့2ပရိရဲ့ဒီကခွန်ပရိရဲ့ပေါ့နော်2ခွန်ပေါင်းခြင်း6ဖြစ်လို့ကျွန်တော်6ပိုင်းမှာ၃ည6ထွက်တယ်ဗျာ ဒါဆိုကျွန်တော်ဒီမှာ2 6ပေါင်းချင်းဒီ1ပေါ့နော်1ပရိရဲ့6ပရိရဲ့ပေါင်းချင်းဒီ3ညဖြစ်လို့3ညပိုင်းဆိုရင်လည်းကျွန်တော်တို့ကဖြစ်မှာပေါ့နော်ရှမ်းမင်းအောင်နဲ့ညနေရပူးရှိလာတဲ့အပူကလည်းကျွန်တော်တို့တနင်္လာအဖွဲ့နေမှာထွက်ထားခြင်းကျွန်တော်တို့နောက်တစ်ကြိမ်လောက်တော့ထွက်ဦးမယ်လို့ထင်တယ်ပေါ့နော် မနေ့ကဘရိတ်လေးပြပါဦးเนี่ยမနေ့ကဘရိတ်ကကျွန်တော်တို့ဒီမှာပေါ့เนาะဒီသုံးလုံးပုံချင်းခွန်ဖြစ်လို့ခွန်နှစ်သုံးညာဘရိတ်တလိုင်းရှိရပေါ့เนาะ2 3 9ပေါ့เนาะဒီသုံးလုံးပုံချင်းဒီ၄ဖြစ်လို့၄နှစ်ခတ်ဒီနှစ်၄နှစ်ဒီလဲဘရိတ်တွေ့တယ်လေးနှစ်ပြိတ်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာ၄ကိုအချင်းရှိထားတယ်၄ကိုအချင်းကို၄နှစ်ပြိတ်ဆိုရင်၄၀ရယ်၉၃ရယ်၄၈ရယ်ပေါ့နော် ူရံဖြိုးတဲ့စစ်ပေးပါလားတဲ့။ဘာလို့လဲမသိပြနော်။ကိုရံဖြိုးပြောတာဘာလို့စစ်ခိုင်းတာလဲမသိပြ။ ကျွန်တော်တို့ဒီမှာဒီကောင်းနေဘက်ခွေခန်းလိုက်တော့မယ်ပေါ့နော်အကိုမတို့ကလည်းကြိုက်မှလည်းသုံးမြဗရေးလိုင်းရလည်းကျွန်တော်တွေ့တာတွေက၃လိုင်းဖြစ်နေတယ်ပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့ခွန်း2 3ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့2နှက်ခက်လေး2လေးဒီကျွန်တော်ဒီမှာဗရေးနောက်တစ်ပြင်ဒီ2 6 2ပေါင်းချင်းဒီလဲ3ညာဖြစ်လို့3ညာနှက်ခက်ခွန်း3ညာနှက်ခက်ခွန်းဒီဒီမှာဗရေးပေါ့နော်6 1ဆိုပြီးတော့ထွက်တယ်ဒီမှာဒီ6 9 1ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့နှက်ခက်ဒီ9 ဆိုဒီမှာ269ပေါင်းချင်းဒီ6ဖြစ်လို့6နှစ်ခက်6ပေါ့နော်6ပြေလဲတွေ့တယ်ပြတကယ်လို့3ပိုင်းကိုကြိုက်တယ်ဆိုရင်တော့3ဘူးပါထဲ့ပေါ့နော်ကျွန်တော်ဒီမှာတော့၄6 6 1 3မယ်ခွေခန်းလိုက်တော့မယ်ပေါ့နော်ကိုမိုက်တို့ကလည်းအကြိုက်ပါမှလည်း3ဗတိတ်ကလည်းကျွန်တော်တို့ဒီကောင်ငါးလုံးခွေရင်တော့ကျွန်တော်တို့ကနန်းတီ10ခွက်ထွက်မှာပေါ့နော် 你什么叫你妈这样回应

ရတော့အောင်နဲ့၄ပိုင်းရှိတဲ့ညီတဲ့ဟုတ်ကဲ့ပါဗျာနော်ဖြူတဲ့၃လေး၃ခွန်၃ကိုကြိုက်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကံကောင်းပါစေဗျာညာတဲ့နောက်ကဘာတန်နေလဲတဲ့နောက်ကဘာတန်နေလဲတော့ကျော်လည်းမသိဘူးပေါ့နော်ဆက်မားတဲ့မနက်ကမလွန်ဘူးလားတဲ့မတွေးလို့ရဲ့မနက်ကလည်းလွန်ပါတယ်ဗျာ အကွက်များတယ်လို့တော့မထင်နဲ့ပေါ့နော်ကျွန်တော်၄နှစ်တကွက်ပါထည့်ပေးလိုက်မယ်ဗျဒီထဲမှာကိုမတို့ကလည်းအကြိုက်ပါမှလည်းသုံးပေါ့နော်ဗရိတ်ကတော့ဗရိတ်လမ်းကြီးကလည်းများနေတယ်ဒါကြောင့်မို့ကျွန်တော်တို့လေးကိုအချိန်၆၁အချိန်တွဲရင်လည်းအပြည့်ပေါက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်၄၆၄၁၉၆၉၁ပေါ့နော်အဲ့လိုမျိုးလည်းပါတယ်ကျွန်တော်ကျန်တာလေးကိုတော့၄၄၃ရယ်၉၃ရယ်၆၃ရယ်၁၃ရယ်ဆိုပြီးတော့ထည့်ထားတယ်ပေါ့နော်ဒီထဲမှာနှစ်ကွက်ထည့်ရတော့၄နှစ်ရယ်၄၀ရယ်ဆိုပြီးတော့ထည့်ထည့်ထားပါတယ်ဗျာ ဟုတ်ကဲ့ပါညနေမှာကျွန်တော်တွက်ပြတဲ့ကဏန်းလေးဒီလဲပေါက်ကဏန်းလေးဖြစ်ပါစေဗျအကိုမတို့ကြိုက်တဲ့ကဏန်းဒီလဲ၄နာရီခွဲထွက်မဲ့ကဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe နဲ့ရသေးတဲ့ကိုမရီရလည်း subscribe နဲ့ပြည့်ဖို့တောင်းဆိုပါတယ်ဗျအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ